โอเคကျွန်တော်ဒေါက်တာနေအောင်ပြောပါအာကွန်ဆယ်ဘွားနေစကားပြောနေပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းကတော့ online consultation ပေါ့နော်အာ online ကနေပြီးတော့ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးအကြံဉာဏ်ပေးခြင်းဟာကောင်းလားမကောင်းလားဆိုတဲ့အကြောင်းပြောပြချင်ပါတယ်ပထမဆုံး online ကနေပြီးတော့အာကျန်းမာရေးနဲ့ပတ်သက်ပြီးစကားပြောရတယ်အများကြီးရှိပါတယ်ကျွန်တော်တွေ့ပါတယ် အများစုကတော့အချိန်အားကောင်းတယ်ပြောရလို့ရှိတယ်လို့တချို့ကကြောက်တယ်ရည်ရွယ်ချက်တွေမျိုးမျိုးရှိမှာပေါ့လေနော်အဓိကကတော့ပတ်စံချတာပြင်ပြနိုင်တယ်နော်လူတွေကိုချက်ပြီးတော့ပတ်စံလုံးချင်တာမျိုးလည်းဖြစ်နိုင်တယ်နော်ဘာလို့လဲဆိုတော့ internet ဆိုတာလူတိုင်းဘယ်သူဘယ်သူပဲပါဆိုတာကိုနောက်ပဲပါမသိနိုင်တဲ့နေရာလीနော်အဲ့ကျွန်တော်အဓိကပြောချင်တာဘာလဲဆိုတော့ခတ်တူလို့ပဲကျွန်တော်ပြောမယ်နော်ကျွန်တော် online ပေါ်မှာအထူးသဖြင့်ဒီ TikTok တို့ Facebook မှာကျွန်တော်စကားပြောဖို့ဆုံးဖြတ်လိုက်တာဒါအဲ့ဒီ online ပေါ်မှာเนาะဟိုလိမ့်နေနေတဲ့လူတွေမဟုတ်တာပြောနေတဲ့လူတွေအဲ့ဒါတွေတောင်းလို့ကျွန်တော်တက်လာပြောတာကျွန်တော်မှာ validation မလိုဘူးကျွန်တော် popularity တက်เนาะကြောက်ကြရကျွန်တော်မြေကျွန်တော်ပတ်စံနေဘုရားသခင်ပြီးတော့ကျွန်တော်ဟိုပေါ့เนาะမချမ်းသာတော့လည်းပဲတုံတော့တဲ့ပတ်စံရှိတယ်သို့တော်လည်းပဲဘာဖြစ်နေလဲဆိုတော့ online မှာเนาะเนาะကျွန်တော်တို့အထူးသဖြင့်မြန်မာ online ကျမ်းမာရေးလောကမှာ ။ open သေးပြီနော်လူအောင်များစွာပြောချင်တာရင်ပြောနေကြရတယ်။အဲ့ဒီပြောချင်တာရင်ပြောနေတယ်မျိုးတော့မအောင်လို့သူဆိုရင်ဒီမလေးရှားလိုနိုင်ငံမျိုးမှာပေါ့နော်။ရှိတဲ့လူငယ်တွေကစိတ်ဖြည့်ဆည်းမှုတွေအများများတယ်နော်။စွရင်တော့ကစိတ်တွေပိုများတယ်။ဘာလို့သူတို့လိုက်ချရလိုက်ချရင်ကြောက်စရာတွေကြီးကြတယ်။ကောင်းတဲ့စကားတစ်ခုမှမကြောက်ဘူး။ခြောက်တဲ့ဟာတွေကများနေ။အားလုံးကတော့မဆိုလို့ကောင်းတဲ့လူတွေရှိတယ်တော်တော်လည်းပဲမကောင်းတဲ့လူတွေကပိုများတာကျွန်တော်မှန်းတိုင်းပြောတော့။နော်။ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကတော့ online consultation ကိုခေါ်တယ်။နော် internet ကနေပြီးတော့လူတွေကိုအကြံဉာဏ်ပေးတဲ့ဥစ္စာဘယ်လိုယောဂမျိုးမှခေါင်းလဲကျွန်တော်ပြောပြမယ်။နော်ဆရာဝန်နဲ့ပြပြီးတော့ follow up နော် see you တို့တွေ့တို့တို့နော်အဲ့လိုမျိုးယောဂမျိုးတွေအတွက်တော့ပြန်လို့ပါတယ်။ဘာလို့လူငါလည်းနောက်တစ်ခေါက်ပြန်လာကြရမလို့ online ကနေပြီးတော့ပြန်ပြောလို့ရတယ်။သို့တော်လည်းပဲစဖြစ်ခါကယောဂယောဂရှာဖွေခြင်းသို့မဟုတ်ရေးပေါ်ယောဂတွေနော်နောက်ဘာယောဂမှမသိဘဲနဲ့ရှာတဲ့အခါတော့လုံးဝမကောင်းပါဘူး။ အဲ့ဒီပြင်ကိုအဖြတ်သဘောနော်အနေနဲ့ကြည့်ပါတယ်နော်အခုဒီကျွန်တော်ဗီဒီယိုတွေကြည့်ပါကျွန်တော်အလုံးစုံပြောရရင်၃မိနစ်ငါမယ်အဲ့လောက်ပဲရှိကျွန်တော်မှလည်းအချိန်မရှိတကယ်မရှိတာပါလုံးဝအချိန်မရှိတာအဲ့တော့အချိန်မရှိတဲ့ကြားထဲမှာဘယ်ဆရာမှတက်ပြီးတော့ဒီမှာလာပြီးတော့ဟိုယောဂတစ်ခုအကြောင်းအသေးစိတ်ရှင်းပြနေနိုင်အောင်တက်ဒါကပါလဲဆိုတော့စိတ်ပညာဆက်မလွယ်ပါဘူးလူနာနေအောင်ရှိမယ်ဗျာယောဂတစ်ခုတည်းပဲဒါပေမဲ့ကုသဘောကမတူဘူးနော်အဲ့တော့လူနာကိုမစစ်ဆေးပဲနဲ့ online ကနေပြီးတော့ ဟိုရမ်းတောက်တာပေါ့နော်သို့မဟုတ်လည်းဟို general ပေါ့နော်အကုန်လုံးပြောတာလူနာအတွက်အကျိုးမရှိဘဲနဲ့ဟိုပြီးကြောက်တဲ့စိတ်ပေါ်စေပါတယ်။ကျွန်တော်ကြည်နေရတဲ့လူနာတွေအများစုကကြောက်တဲ့လူနာတွေစိုးရိမ်စိတ်များတဲ့လူနာတွေကြည်နေရတော့ပြောတာပေါ့ပြောတာပေါ့။ဘယ်သူမှတိုက်ခိုက်လို့ခြင်းတော့မရှိပါဘူး။သို့တော်လည်းပဲ lambda line ပေါ်ကစကားပြောနေတဲ့ရန်ကူတွေသို့မဟုတ်ပတ်ဆက်ရှာခြင်းတဲ့လူတွေကတော့သတိထားဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ဟုတ်တော့ပါပဲကျွန်တော်တော့ပဲမေးအောင်ကြပါကော်လံဘူကလည်းစကားပြောနေ